အားလုံးပဲကံကောင်းထောင်းမဆောင်နဲ့နော်ဂျားထဲမှာကျွန်တော်တို့နှစ်ရက်ပဲနှစ်ရက်လောက်ပဲအောက်ကလေးကိုနားတော့တယ်နော်ကျွန်တော်ချင်းမိတ်ဆွေအကိုရီမားတွေအားလုံးပဲမင်္ဂလာပါနော်အဲ့တော့ကျွန်တော်ချင်းမိတ်ဆွေအကိုရီမားတွေကဒီနေ့ထွက်ရှိမဲ့ကေပေါင်ကလေးကိုကျွန်တော်ကိုနဲ့ကျွန်တော်အကိုရီမားတွေအတွက်မျှဝေမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ချင်းမိတ်ဆွေအကိုရီမားတွေအရင်ဘက်ကလည်းကျွန်တော်အကိုရီမားတွေဟိုးအရင်တစ်ဘက်ကရောအရင်တစ်ဘက်ကရောကျွန်တော်မိတ်ဆွေတွေကို ကျွန်တော်တို့လုံးပိုင်းတစ်လုံးနဲ့ကဲဘောပရိပေးတဲ့နေရာမှာဗရိတ်ချုပ်နှစ်ခွဲကကျွန်တော်အကိုဒီမာတွေအတွက်အကောင်းဆုံးဖြစ်နေဖို့အရေးကြီးတယ်။နော်အဲ့ဒါဘိုးဆောင်ချင်းမိတ်ဆွေအကိုဒီမာတွေအားလုံးပဲမင်္ဂလာပါ။နော် channel လေးကို subscribe နေရသေးတဲ့အကိုဒီမာတွေအားလုံးကကျွန်တော်ရဲ့ channel လေးကို subscribe နေထားပါ။အကိုဒီမာတွေအားလုံးပဲမင်္ဂလာပါနော်။အားလုံးအားလုံးပဲမင်္ဂလာပါ။လူတို့ရှင်းလေးပဲပြမှာဖြစ်တယ်ကျွန်တော်ချင်းမိတ်ဆွေအကိုဒီမာတွေအားလုံးပဲဘိုးဆောင်ချင်းမိတ်ဆွေအကိုဒီမာတွေဒီနှစ်ရက်မှာနော် အဲကျွန်တော်တို့တော်တော်လေးနင့်နာခဲ့ရတယ်။ဘာကြောင့်နင့်နာခဲ့ရလဲဆိုတော့ကျွန်တော်ကိုရီမာတွေအကောင်လေးပြင်နေတဲ့အချိန်မှာမကြိုးစားပေးခဲ့ရဘူးနော်။အဲတော့ကျွန်တော်ချင်းမိတ်ဆွေကိုရီမာတွေအားလုံးပဲမင်္ဂလာပါ။ live show ကိုအစားဆုံးကြည့်နေတော့ကိုရီမာတွေလည်းဒီနေ့ဘိုးတော်ရဲ့ကဲပေါင်းနဲ့ကျွန်တော်ကိုရီမာတွေအောင်မြင်မှုလေးရရှိဖို့ဆိုရင် live show လေးကိုအစားဆုံးကြည့်မင်္ဂလာပါဆရာတော်နဲ့ဟုတ်ကဲ့ပါမင်္ဂလာပါကိုရီမာတွေအားလုံးပဲမင်္ဂလာပါ။ကဲနေ့ရက်တွင်းမှာကိုကိုမာတွေအားလုံးပဲညနေတဲ့ကိုရီမာတွေရှိလားရှုံးနေတဲ့ကိုရီမာတွေရှိလားအရင်အရင်တိုင်းပဲရှိနေတဲ့ကိုရီမာတွေရှိလား ဲ့တော့ချင်းမိတ်ဆွေကိုဒီမှာရအောင်မဲ့မင်္ဂလာပါကျွန်တော်ရဲ့ channel လေးကို subscribe နဲ့တည်တဲ့ကိုဒီမှာရအောင်ကကျွန်တော်ရဲ့ channel လေးကို subscribe နဲ့ပြီးတော့ကြည့်ထားပါကဲမင်္ဂလာပါကဲမင်္ဂလာပါမောင်လေးတဲ့ဟုတ်ကဲ့ပါအားလုံးပဲကြာ like လေးကအခုမှစပြီးတော့လွင့်နေကျွန်တော်ညပိုလေးတင်ထားတယ်နော်ရှင်းနေတယ်တဲ့ညပိုလေးတင်ထားတယ်ကျွန်တော် ကိုရီမားရီအားလုံးပဲ ကဲဆရာတော်ချမိတ်ဆွေကိုဒီမတွေအားလုံးပဲမင်္ဂလာပါကဲနေ့ရက်တွင်းလေးမှာ లై ကလေးကနော်ကျွန်တော်ကိုဒီမတွေလည်းတည်တယ်အဲကျွန်တော်ကိုမတွေ့ဘူးဆိုတာနဲ့အကိုဒီမတွေအားလုံးပဲ နော်ကြားလိုက်မယ်လို့တော့ထင်ပါတယ်အဲ့တော့ကျွန်တော်ရှင်းမဲ့ဆိုရင်ကိုဒီမားတွေအားလုံးပဲဒီနေ့မှာကြာသပတေးနေ့မှာထွက်ရှိမယ်ကျွန်တော်တို့ကေဘောက်ကလေးကိုကျွန်တော်ကိုဒီမားတွေအရှင်တစ်ဘက်ကရာဘူးသူတိုင်းတီးတဲ့ကေဘောက်နော်ပြောချင်တာကရာဘူးသူတိုင်းတီးတဲ့ကေဘောက်ဖြစ်တယ်အဲ့တော့ကျွန်တော်ကိုဒီမားတွေအားလုံးပဲကဲမင်းမင်းလေးရှင်းပြလူလေးဆောင်အောင်မင်းမင်းလေးရှင်းပြ200ကျော်ရင်စမယ်နော်200ကျော်ရင်စမယ်ကျွန်တော်ကိုဒီမားတွေအားလုံးပဲမင်းကကေဘောက်ကိုလိုချင်တယ်မလားလိုချင်တော့ကိုဒီမားတွေအားလုံးပဲကဲမင်္ဂလာမင်္ဂလာမင်္ဂလာ ချင်းမိတ်ဆွေကိုရီမတွေအားလုံးပဲမင်္ဂလာပါကယ်ဆယ်တော့ချင်းမိတ်ဆွေကိုရီမတွေအားလုံးပဲเนาะဒီနေ့၄ရက်မနက်ကျွန်တော်ကိုရီမတွေကေဘောက်ကိုဖြစ်မျှဝေပေးပြီညနေဆိုရင်ကျွန်တော်၁၂နာရီခွဲ live show ရှိမှာเนาะရောက်ဦးတယ်တဲ့ကေဘောက်ကဲ view လေးနေရာပြည့်အောင်ရှင်းမယ်เนาะကျွန်တော်ချင်းမိတ်ဆွေကိုရီမတွေအားလုံးပဲကျွန်တော်တို့တနေ့နာနေတနေ့လွှဲပြီးရောအဲ့နောက်နေ့ဆိုရင်လေကျွန်တော်ဘာလို့လဲခေါ်မလဲ သူကကျွန်တော်ကိုတပတ်တတိဟိုနားဝါတယ်နားဝါတော့ကျွန်တော်ကိုဒီမှာကျွန်တော်ဘလို့တောက်ကြနေပြိတာလားဗျာတောက်ကြနေပြိပါတယ်ခင်ဗျเนาะဆောင်းဆောင်းနဲ့သုံးနှစ်ပေါက်အဲဆရာတော်ချမိတ်ဆွေကိုရီမားရီအားလုံးပဲမင်္ဂလာပါနော်ဒီကတော့ကျွန်တော်ကိုရီမားရီအားလုံးကိုကျွန်တော်ပြောချင်တာကကျွန်တော်တို့အရင်တုန်းကလို့ကျွန်တော်တို့ ဩစနစ်ကလေးတွေနဲ့ဒီလိုပဲသွားမယ်ဒီလိုပဲသွားမယ်ဆိုတာကျွန်တော်ဒီလိုလေးတွေဆွဲမပြတော့ဒီလိုလေးတွေဆွဲမပြတော့ဦးကိုရင်းမကြီးဒီလိုဒီလိုပေါင်းညံ့ဓာရရဲဒီလိုဒီလိုပေါင်းညံ့ဓာရရဲဆိုတာလေးကိုကျွန်တော်ပြောသွားမယ်အဲ့တော့ကျွန်တော်ချင်းမိတ်ဆွေကိုရင်းမကြီးဆရာတော်ကြီးရဲ့ကိုရယ်၄၅ဆိုစောင့်နေတာပါအဲ့ဒါညာကျွန်တော်ပို့တင်ထားတဲ့အကိုဒီမကြီးသိတယ်နော်ကျွန်တော်94နာရီ9နာရီ45မိနစ်တတိမှာကျွန်တော်မိတ်ဆွေတို့တဲ့ကျေးဇူးဆက်မယ်ဆိုပြီးတက်လာတာဗျာအဲ့တော့ကျွန်တော်ချင်းမိတ်ဆွေအကိုဒီမကြီးအားလုံးပဲဒါရှင်းပေးခြင်းဖြင့်ကိုကြီးပါ နော် အားလုံးပဲကျွန်တော်တို့ဒီနေရာမှာကျွန်တော်ပြောမယ်ကျွန်တော်ကိုယ်ဒီမားဒီအားလုံးပဲကျွန်တော် live ထဲမှာကျွန်တော်တခါတည်းရေးပေးထားခဲ့ဘာလို့ရေးပေးထားမလဲဆိုတော့နော်ဆရာတောင်း ထုတ်ထားတဲ့ဟူးမကျော်မင်းငါကွက်နော်ဆရာတောင်းထုတ်ထားတဲ့ဟူးမကျော်မင်းငါကွက်ကျွန်တော်ဒီညလေးမှာရေးထားမယ်နော်ဆရာတောင်းထုတ်ထားတဲ့ကျွန်တော်တို့ဟူးမကျော်မင်းငါကွက်နော်ဟူးမကျော်မင်းငါကွက် ဟိုညမဟူးမကြောင်မွေးငါကွတကွတ်သူမဟုတ်နှစ်ကွက်ထပ်နေရမယ်တကွတ်သူမဟုတ်ငင်းငင်းပြောပါတော့တဲ့ခဏလေးတော့စောင့်မိပါနော်ကျွန်တော်လည်း live အခုမှစပြီးတော့တက်တာမဟုတ်လို့နော်ကျွန်တော်ကိုရီမော်ရီနော်ဒါလေးကိုတော့သွန်တန်းကြီးခံပြီးစောင့်နေခြင်းနေဗျာဆရာတောင်းပေးတဲ့ဆရာတောင်းအထူးထုတ်နော်မွေးငါးကွက်နော်အထူးထုတ်မွေးငါးကွက်အထူးထုတ်မွေးငါးကွက် ဒီလိုမွေငါးခွက်ကိုကျွန်တော်ကိုရီမရီအားလုံးပဲဒါဆိုကျွန်တော်နော်အဲဟူးမကျော်မွေငါးခွက်နော်အထူးထုတ်ထားတဲ့မွေငါးခွက်အဲ့ဒါကလုံးဝဟူးမကျော်ဘူးတစ်ခွက်တော့မဟုတ်နှစ်ခွက်ထက်တယ်နော်အဲ့တော့ကျွန်တော်ပြောချင်တာကကျွန်တော်ချင်းမိတ်ဆွေတွေတကယ်ဆော့ကျင်ပါတယ်အကွက်လည်းအများကြီးမဆော့နိုင်ဘူးမွေငါးခွက်ပဲလိုချင်တဲ့ကျွန်တော်ရဲ့ချင်းမိတ်ဆွေအကိုရီမော်ရီဆရာတောင်းရဲ့ဆရာတောင်းရဲ့ဖိုင်ဘာကနေပြီးတော့လာယူနော်ဆရာတောင်းကျွန်တော်တို့ဖိုင်ဘာ ာကျွန်တော်တောက်ကြနေပိတ်တယ်ဆိုတော့ပိုင်ပါနေလာယူ9800 3900 3900 3900 3900လာမယ်ပွဲအတွက်เนาะခွန်တက်တော့ဆက်တော့ရင်ဘိုက်ပါเนาะကဲအားလုံးပဲမင်္ဂလာပါ ကဲလာပြီကျွန်တော်ကိုယ်တိုင်မှနေเนาะအရင်တုန်းကကျွန်တော်တို့ဘာကြောင့်ဘလို့ပေးခဲ့လဲဆိုတာကျွန်တော်မိတ်ဆွေတွေမြင်သာလောက်ပြီးထင်ပါတယ်ကျွန်တော်အရင်တုန်းကဘလို့ပေးခဲ့လဲဆိုရင်ကျွန်တော်ချင်းမိတ်ဆွေကိုယ်တိုင်မှနေအားလုံးသိတယ်ကျွန်တော်တို့အင်္ဂါနေ့ထွက်တဲ့ဈေးရေဗုဒ္ဓဘုရားနေ့ထွက်တဲ့ဈေးရေအင်္ဂါနေ့ထွက်တဲ့ဈေးရေဗုဒ္ဓဘုရားနေ့ထွက်တဲ့ဈေးရေအင်္ဂါနေ့ထွက်တဲ့ဈေးရေနောက်ဆုံးတစ်လုံးရေအင်္ဂါနေ့ထွက်တဲ့ထိဆုံးတစ်လုံးရေပေါင်နှလုံးပေါင်းခြင်းအဲ့နှလုံးပေါင်းခြင်းနေခွန်ဗုဒ္ဓဘုရားနေ့ထွက်တဲ့နောက်ဆုံးတစ်လုံးနဲ့ဒီသုံးလုံးပေါင်းခြင်း เนาะဒီလို సై ကလေးတွေဒီလိုဆွဲမပြတော့เนาะဘာကြောင့်ဆွဲမပြတာလဲဆိုတော့ဆရာရဲ့ပြီးခဲ့တဲ့အဘက်ကလိုကေပေါက်ပတ်တီလေးပြီးပါဆရာရဲ့ရှုံးနေလို့ပါတဲ့၆လိုက်လို့ရှုံးနေလို့ပါဆရာတောင်းနေဟုတ်ကဲ့ပါเนาะအဲ့တော့ကျွန်တော်ပေးနေတယ်เนาะအားလုံးပဲ live show လေးကိုအစားကနေအဆုံးပြီးဆုံးအောင်ကြည့်သွားเนาะကျွန်တော်ချက်မိတ်ဆိုရယ်ကိုရီမော်ရီအားလုံးပဲเนาะအဲ့တော့ကျွန်တော်အရင်ကျွန်တော်အရင်တော့ဟာဒီကျွန်တော်ဒီမှာဟိုဟာရေးပြီးပြခဲ့တယ်အဲ့တော့ကျွန်တော်ပြခဲ့တာထားနေလေးပဲတကယ်ကျွန်တော်ပြခဲ့တဲ့ snack page ေးပြခဏလေးအဲဒီလိုတွေဆွဲပြလို့မရဘူးအဲ့လိုတွေဆွဲပြရင်ကျွန်တော်ကိုအကောက်ကတော့ကြပိတ်သွားလိမ့်မယ်ရာသက်ပံပိတ်သွားလိမ့်မယ်အဲ့ဒါကြောင့်ဒီမှာဒီမှာအရင်တော့ပေးခဲ့တဲ့စနစ်ကလေးတွေတွေ့လားအပူလာနိုင်လားတဲ့ဟုတ်ကဲ့ကျွန်တော်ပြောမယ်တွေ့လားဒီမှာတွေ့လားအင်္ဂါနေ့ထွက်တဲ့စီးရဲ့နောက်ဆုံးတစ်လုံးအင်္ဂါနေ့ထွက်တဲ့စီးရဲ့ထိတ်ဆုံးတစ်လုံးပုဒ်ဘူးနေ့ထွက်တဲ့စီးရဲ့နောက်ဆုံးသုံးဒီသုံးလုံးပေါင်းရင်းဒီနေ့ရက်တွင်းမှာလုံးပိုင်ဖြစ်နေရမယ်ဆိုပြီးကျွန်တော်တို့ဒီမှာလုံးပိုင် ပရိသတ်ဒီလိုခွာပေါင်းခြင်းဒီပရိသတ်ကိုလေးပရိသတ်ဒီမှာကြာနေရ84ခွန်ဆိုရဒီမှာတော့ကတော့ဗရိတ်နဲ့လုံးမိုင်နဲ့မတွဲဘူးဒီအဖေမှာဒီဘက်မှာကျတော့တွဲပြီတွဲရဆိုတော့ဘလို့လဲ59599ဒီသုံးလုံးပေါင်းခြင်းတွေ့လား1 1ဒီကျွန်တော်တို့ဗာဗရိတ်နဲ့ပြီးရမယ်6တိဗရိတ်နဲ့ပြီးရမယ်51ဒီကနေစပြီးတော့ဗရိတ်ချုပ်ကဘာရောတစ်ချက်တည်းပြီးလာအဲ့ပြီးတော့ဒီအပြင်ဒီဘက်မှာကြည့် အင်္ဂါနေ့ထွက်တဲ့စီးရနောက်ဆုံးလုံးရင်အင်္ဂါနေ့ထွက်တဲ့စီးရထိထိညှက်နေစီးရအတွင်းနှလုံးပေါင်းချင်းဒီ30ဒီလား5 4 5ထွက်တယ်လေဒီ5 6 4 3လုံးပေါင်းချင်းဒီ3လုံးပေါင်းချင်းဒီ5 5ဟုတ်ဘာပရိနဲ့ပြီးရမယ်နှစ်ခွန်ပရိနဲ့ပြီးရနှစ်5ဂျာတာပရိနေကျွန်တော်ရဲ့အဲ့ဒီကေဘောက်ကဂျာတာပရိနေမှာဂျာတာများတယ်နော်ဂျာတာများတယ်ဆိုတော့ဒါကျွန်တော်ကိုယ်ရင်းမော်ဒယ်လာရင်တစ်ဘက်ကကျွန်တော်တို့အောင်မြင်ခဲ့တဲ့ကဏ္ဍလေးပေါ့ဒီမှာ2 5 8နော်2 5 8 1 2 9 ဒီအတွင်းသုံးလုံးပေါင်းခြင်းဟောကျွန်တော်ဝါရောင်လေးနဲ့ပြထား9 5 8ဒီသုံးလုံးပေါင်းခြင်းအဲဒီသုံးလုံးပေါင်းခြင်းဒီကျွန်တော်ကိုရီမာရီအားလုံးပဲနှစ်နှစ်ဒီဘာပရိနဲ့ပြီးရမလဲဆိုတော့ဟောအားသုံးညာပရိနဲ့ပြီးရမယ်တစ်ကိုအတွက်အားသုံးညာပရိနဲ့ပြီးရမယ်ဆိုတော့နှစ်သုံးနှစ်ရှစ်ဆိုပြီးကျွန်တော်ဒီမှာပြီးထားနှစ်သုံးနှစ်ရှစ်ဆိုပြီးကျွန်တော်ပြီးခဲ့နော်အဲ့စနစ်ကလေးတိုင်းလေးကိုကျွန်တော်မိတ်ဆွေတို့ကိုကျွန်တော်တားပေးမယ်ဒီမှာကျွန်တော်တို့ဒီမှာပြန်ရေးလိုက်မယ်ကျွန်တော်ဟိုဘက်သွားနေတာဆိုတော့နည်းနည်းရှုပ်နော် ဒီမှာမနေ့ကထွက်တာ80မနေ့ကထွက်တာ42 42 23ဒီသုံးလုံးပေါင်းရင်တွေ့လား9 8ဒီသုံးလုံးပေါင်းရင်ဒီ9ဒီနေ့ယနေ့လုံးပိုင်းဒီ9လုံးပိုင်းဟုတ်ပြီနော်ယနေ့လုံးပိုင်းဒီ9လုံးပိုင်းတွေ့လားကျွန်တော်အပေါ်ကနီးစနစ်အတိုင်းပဲကျွန်တော်ပေးတာ2 9 8ဒီအတွင်းသုံးလုံးပေါင်းရင ဒီသွန်းအတွင်းသုံးလုံးပေါင်းကြီးတွေဒီလို సై ကလေးတွေဆွဲပြီးမရလို့ဒီကဆိုရင်ကျွန်တော်ရာသပံပိတ်ပေါ်မှာဆိုလို့အကဲ200လေးလေးပြည့်အောင်နည်းနည်းလေးရှက်ပြီးနော်ကျွန်တော်ဘာလုံးပိုင်ရရှိသွားလဲ2 6 6လုံးပိုင်ရပြီနော်ဒီနေ့6လုံးပိုင်ရောဘာပရိန်းနဲ့လဲသိတယ်ဘာတုံညာပရိန်းနဲ့ဆိုဘာထူအောင်96ပဲ97ပဲနှစ်ခွေထဲထူอ่ะဟုတ်တယ်နော်အဲနောက်ထပ်ဘာကြောင့်အဲ့ဟာဒီမှာပဲကြည့်လိုက်ကြပါနည်းနည်းတော့ရှုပ်နေမှာအကိုဒီမားတွေနော်နည်းနည်းတော့ရှုပ်နေမှာကျွန်တော်ဟိုမှာတခါလေးအစားကအခုကနောက်မှဝင်လာတော့အမျိုးတွေလည်းရှိတဲ့အခါမျိုးတွေကြတော့ နော်ဒီလိုလေးကြာပြီတော့ပူကောင်းတယ်ပေါ့ဒါကိုပြောချင်တာဒီမှာကြည့်တွေ့လားအတွင်းနှလုံးပေါင်းခြင်းနေခွန်နှစ်ခွန်နှစ်ဒီကြာတာပရိနေမှာလုံးဝပြီးတယ်ဒါအတွင်းဗုဒ္ဓဘူးနေအတွင်းနှလုံးပေါင်းခြင်းနော်၈၉အတွင်းနှလုံးပေါင်းခြင်းဒီခွန်နှစ်တစ်လုံးပြရမယ်ဒီမှာဗုဒ္ဓဘူးနေအတွင်းနှလုံးပေါင်းခြင်း၉၁နှလုံးပေါင်းခြင်းဒီငါဘာကြောင့်ကျွန်တော်တို့ဒီလုံးပိုင်ကဒီမှာအဲဘယ်လိုခေါ်လဲ၆၁ပရိနေ၅လုံးပိုင်ရောဒီမှာတွေ့လားဟုတ်တယ်နော်တစ်လုံးပိုင်ကိုကျွန်တော်တို့ဒီမှာ ငါ၃ည၅နှစ်ပြီးခဲ့တယ်လို့ပဲငါ၁၆ဘိန်းနဲ့ဒီလုံးမှန်ကိုဒါလေးကိုမျှဝေပြီကျွန်တော်မြင်မြန်လေးပြောတာတော့ကျွန်တော်ကိုယ်ဒီမှလည်းအချိန်ကနီးကပ်နေပြီဆိုတော့နေတိုင်းဆိုရင်ကျွန်တော် like ကအဲထားတော့ဒီမှလည်းတင်တချက်ထည့်ပြီးတာဘာကြောင့်ဒါကြောင့်ကြိုက်တာလဲဆိုတော့အကိုဒီကိုးလုံးမှန်၁၆အကက်ကိုဘာကြောင့်ငါ၃ည၅ဘိန်းကိုကြိုက်တာလဲဒီမှကြည့်အတွင်းနှလုံးပေါင်းခြင်း၅ခွန်ပေါ်တဘူးနေအတွင်းနှလုံးပေါင်းခြင်းဒီကျွန်တော်တို့ကြာတာပရင်းနေမနက်ကိုလုံးဝပို့တယ်နော်အတွင်းနှလုံးပေါင်းခြင်းဒီကြာတာပရင်းနေမနက်ကိုလုံးဝပို့အဲ့အတွက်၅ခွန်၂နှစ် နှစ်ခုနှစ်ခုကျွန်တော်တို့ဒီမှာသုံးလုံးကျောင်းနဲ့ငားနဲ့ပြီးသွားတယ်ဒီမှာတော့ဒီမှာလဲ break ချုပ်တစ်ချက်တည်းအပြီးပေါ့ဗျာဒါကိုပြောချင်တာနော် break ချုပ်တစ်ချက်တည်းအပြီးဒီမှာလဲ9 5 8သုံးလုံးပေါင်းချင်းဒီအဲသုံးလုံးပေါင်းချင်းဒီကျွန်ကျွန်တော်အကိုဒီမှာ၄အလုံးပဲနှစ်နော်နှစ်ရတယ်နှစ်ရတော့ကျွန်တော်တို့နှစ်သုံးပရိနေဆိုပြီးဒီမှာ23 28ဆိုပြီးကျွန်တော် break ချုပ်ဒီ break နဲ့တကားလေးပြအတွင်းနှလုံးပေါင်းခြင်းညီလေးကြည့်တွေ့တွေ့လာဒီမှာသုံးလုံးပေါင်းခြင်းနှစ်ရတယ်လို့ဒီနှလုံးအတွင်းနှလုံးပေါင်းခြင်းညီလေးခုနှစ်ကညှိနေရတယ် ဟုတ်ပြီနော်ခုနကညီနေရအတွက်23ထွက်သွားဒီတစ်ပတ်မှာဒီလိုဖြစ်တယ်တကယ်ကောင်းတဲ့စနစ်ပါဒီသုံးလုံးပေါင်းချင်း900ရတဲ့အတွက်2 98ဒီသုံးလုံး2 98ဒီသုံးလုံးပေါင်းချင်းကကျွန်တော်တို့ဘာရလဲ9လုံးပါ9ပိုင်ရနော်9ပိုင်ဒီ9ပိုင်ကဘယ်လောက်ထိခိုင်လဲဆိုတော့ဒီမှာကြည့်အတွင်းနှလုံးပေါင်းချင်း42 23မနေ့ကအတွင်းနှလုံးပေါင်းဗုဒ္ဓဘူးနေ့အတွင်းနှလုံးပေါင်းချင်းကြာတာပရင်းနေ့ကိုတောက်လျှောက်ပို့တာနော်2 2အတွင်းနှလုံးပေါင်းချင်း4 လေးကိုတလုံးကြမှာလေးပိုင်ကိုပိုင်ကျွန်တော်ကိုကိုပူအားသာတယ်ပေါ့နော်လေးပိုင်ကိုပိုင်နော်လေးပိုင်ကိုပိုင်ကျွန်တော်တို့ဘာပရင်းနေပဲရိုက်ရငါးတုံညာပရင်းနေပဲရိုက်ရဒါဆိုရင်ကျွန်တော်ကိုဒီမှာဒီအားလုံးပဲကျွန်တော်ဒီဝက်စနစ်ကိုကျွန်တော်တို့ပြန်တွန်းနော်ဒီဝက်စနစ်ကိုပြန်တွန်းဒီနော်ဒီမှာအတူ2 9 8ဒီ3လုံးပေါင်းရင်အတူ3လုံးပေါင်းရင်ဘာပဲလဲ9တုံညာပဲကျွန်တော်တခါလေးရေးမယ်နော်9ပိုင်း12နာရီ1မိနစ်အတွက်နော်ကဲပေါက်နော်ကဲပေါက်နော်9ပိုင်း ကျွန်တော်တခါလေးပြောမယ်နော်လုံးဝပတ်သီးလုံးဝစော့နေတဲ့အကိုဒီမတွေအားလုံးပဲဆန္ဒရှိရင်ကျွန်တော်ဒီနှလုံးကိုစော့ချင်တယ်ကိုးပိုင်ကလည်းလုံးဝအကောင်အားကောင်းတယ်ဥပမာကျွန်တော်တို့လုံးဝတစ်လုံးကိုကျွန်တော်တို့ပတ်တော်မယ်ဆိုရင်လေးပိုင်ကိုးပိုင်နဲ့ကျွန်တော်တို့စော့မယ်ဆိုရင်နော်ကိုးလဲစော့မယ်လေးလဲစော့မယ်ဒါနှလုံးနဲ့ကမှတစ်လုံးပိုင်အစင်ပြေပါပြီဆိုတော့ကျွန်တော်ချင်းမိတ်ဆွေအကိုဒီမတွေတော့ပြောတာနော်ပိုင်လေးပိုင်ကိုးပိုင်လေးပိုင်ကိုးပိုင်ပတ်သီးနော်တခါလေးပြောတာနော်ပတ်သီး ဲ့ရင်ကိုယ်တိုင်ပြိတ်ဒီပကယ်ပေါက်ပြိတ်ဒီကယ်ပေါက်လုံးမှန်ဒီကိုနော်ကိုဒါကတော့ကျွန်တော်ကိုဒီမှာတည်တယ်ကယ်ပေါက်လုံးမှန်ဒီကိုကယ်ပေါက်လုံးနေဒီကယ်ပေါက်ပြိတ်ဒီကျွန်တော်တို့ကယ်ပေါက်ပြိတ်ဒီအားလုံးညပြိတ်ဟုတ်တယ်နော်ကယ်ပေါက်ပြိတ်ဒီလေးကျွန်တော်အဓိကဆိုရင်ကျွန်တော်တို့အဓိက ထိုးရမယ်ကေပေါက်ကွက်က2ကွက်လေးရှိတယ်6ပိုင်နဲ့2ကွက်လေးရှိတယ်91ကေ90နဲ့မှ6ကေနောက်ဆက်တစ်ခုပြောမယ်ကျွန်တော်တို့အခုကျန်နေတာက359တော့ကျွန်တော်အကိုရီမတွေအားလုံးပဲမင်္ဂလာပါကျွန်တော်ကျန်နေရဗာကျန်နေလေအကိုရီမတွေတည်တယ်16 165ကျန်နေဒီကနန်းလေးပါထည့်ထိုးတာပရိတ်နဲ့တော့မဆိုင်ဘူး 95ဆိုတဲ့၄ပြိတ်လေးကိုကျွန်တော်ကြိုက်ထားလို့เนาะအဲ့တော့ကျွန်တော်တို့ကိုးလုံးပိုင်းနဲ့စောတင်တဲ့ခဏတိုင်း96 95ဟုတ်ပြီလေးလုံးပိုင်းဒီလေးလုံးပိုင်းနဲ့ကန်စောမဲ့ခဏတိုင်းရမ်းမယ်เนาะ4146 4146ဒီအဓိကဒါကတော့အော်ပေါ့เนาะ2အော်အော်ရန်အော်ကကျွန်တော်တို့ဘာရှင်းမလဲဆိုတော့ကျွန်တော်ရန်အော်ကိုဒီဘက်မှာရေးပေးလိုက်ပါเนาะနေရာမရလို့ရန်အော်40နဲ့မှတက်ခဲ့40နဲ့မှ 6လောက်ဒါရန်အော်ဒီနှစ်ကွက်ဒါမဲ့အဓိကကျွန်တော်ဒီမနေ့မှာကျွန်တော်6လိုက်နေတဲ့အကူဒီမတွေကိုတက်လိုက်နေတဲ့အကူဒီမတွေ9လိုက်နေတဲ့အကူဒီမကျွန်တော်ပြောချင်တဲ့ကေဘောလုံးမဲ့ဒီအစင်လာထာဝရပေးလာတာထာဝရပေးလာတာလုံးမဲ့ဒီကျွန်တော်ကိုးလုံးမိုင်တော့ကိုးကပိုပြီးအားသားတယ်အခုကတသောဖို့ပတ်မဲ့တာကိုးကို9000မှပတ်ပြီး6ကို3000မှပတ်နှလုံးထဲကနေတစ်လုံးမှမှအဆင်ပြေသွားတယ်ဆိုတော့ကျွန်တော်ချင်းမိတ်ဆွေအကူဒီမတွေအားလုံးပဲအဲ့တော့ကျွန်တော်ပြောချင်တာဒီကေဘောပရိတ်ကြီး9000ညပရိတ်တနေ့လေးပဲဆောင်ရမှာကြာတာပရိတ်နေပဲထွက်တယ်ကျွန်တော်ရဲ့ကေဘောက ကြာတာပနေနေပဲထွက်တယ်အဲ့တော့ကျွန်တော်ချိမိတ်ဆိုအကိုဒီမောက်လေးအားလုံးပဲထွားလေးရှိတော့ကျွန်တော်ဒီကနန်းလေးထည့်ထူတာဘာလို့လဲ1 6 5တကယ်လို့ကြံကနန်းကဖြုတ်ချလာရင်ကိုလုံးမှန်နေပဲဖြုတ်ချမှာဟုတ်လားအဲ့တော့ကျွန်တော်ချိမိတ်ဆိုအကိုဒီမောက်လေးအားလုံးပဲကျွန်တော်တုံညာ၅ပရိတ်ကိုလည်းကျွန်တော်ရန်ထားတဲ့နေရာမှာ40 46ဆိုပြီးကျွန်တော်ရန်အောင်းနေနဲ့ကျွန်တော်ပြေးထားတယ်ဒီနေ့တော့အကွက်နည်းနည်းများမယ်ဒီတိုင်းဆိုကျွန်တော်ကေဘောကနှစ်ခွက်တက်ပြေးတယ်ဆရာဒီတစ်ခွက်မှာ၃ခွက်ဖြစ်တယ်ကျွန်တော်ကြံကနန်းလေးကိုထည့်ထားတာငွေနဲ့ပေးတာအကောင်းဆုံးပဲနော်ငွေနဲ့ပေးတာကော အဲ့တော့ကျောင်းချင်းမိတ်ဆွေကိုဒီမားကြီးအားလုံးပဲပိုးမကျော်နော်တခါတည်းနော်တမတမလိုက်ရှိုးထဲမှာတခါတည်းပြောတာကျွန်တော်ရဲ့ခဏန်းဒီကျွန်တော်ဘာရမလဲလေးကိုပတ်ဒီနော်ဒီနေ့မနက်ခင်းလေးကိုပတ်ဒီကဲပေါ့နော်လေးကိုနော်ကျွန်တော်မနက်ကောညနေရောအကျုံးဝင်တယ်နော်လေးပိုင်ကိုပိုင်ကမနက်ကောညနေရောအကျုံးဝင်တယ်ကဲပေါ့ပဋိဒီမနက်ညအကျုံးဝင်တယ်ငါးတုံညဟုတ်ပြီအဲပထမအောအနေနဲ့61 66 65ဒါရန်အောမှာနော်ဟုတ်ပြီနော်အဲ့လားဒီအစဉ်ပြေသွားပြီအကုန်လုံးပဲ အဲအမှန်လဲပြန်ပြောရရင်စင်ရှင်လဲဂျူပြီးသွားပြီဆိုရင်ကျွန်တော်ဘာလုပ်ရမလဲကျွန်တော်အထူးထုတ်ပေးထားတဲ့မင်းငါခွက်အပွဲတိုင်းအောင်လာတာကျွန်တော်တောက်လျှောက်ကြည်လာတယ်စနေအရာကျွန်တော်တို့ကလန်နာဆိုင်အရာဟိုပွဲပေါင်းဟို30ကျော်နီးပါးလောက်ကျွန်တော်တို့အောင်မြင်ခဲ့ပြီနော်ဘူးမကျော်မင်းငါခွက်တစ်ခွက်နှစ်ခွက်အမြင်နဲ့ထွက်တယ်တစ်ပတ်လုံးစာမွေးလို့ရှိရင်3ခွက်တိထွက်တယ်အဲဘူးမကျော်မင်းငါခွက်အထူးထုတ်မင်းငါခွက်အဲလိုချင်တဲ့ကိုယ်တွေမှနေတော့ကျွန်တော်ရဲ့ဘိုက်ဘာနေလိုက်ပြီဘိုက်ဘာ အဲ399 3963ခုတည်း3ကိုရိုက်ရှာလိုက်နော်ကျွန်တော်ရဲ့ပိုက်ပါမှာအားယူပါကျွန်တော်ကိုဒီမှာဒီအားလုံးနော်အားလုံးပဲကျေးဇူးတင်တယ်အစားဆုံးကြည့်နေတယ်ကျွန်တော်ကိုနေ့ကင်းတနာရီလိုက်ရှိရှိမှာနော်ထက်ရှာပြီးတက်တက်လာခဲ့မယ်ညနေကိုတော့ဩကော့ပဲပြီးမှာနော်အဲ့တော့ကျွန်တော်ကိုဒီနေရာမှာကျွန်တော်ပြောချင်တယ်ကျွန်တော်အရင်တော့လို့အကက်ကလေးနဲ့ပြောလို့မရဘူးကျွန်တော်ကဟိုတပတ်ဆိုရင်လည်းတပတ်စရာနှစ်ပတ်ဆိုရင်နှစ်ပတ်စရာအဲ့ဒါလေးကိုကျွန်တော်ဒီလိုမြင်းလေးမဆွဲဘဲနဲ့ပြသွားမယ်ဒါဆိုရင်အကိုဒီမှာလည်းကြည့်ရတာပို့ပြီးအဆင်ပြေတယ် ားလုံးကိုကျေးဇူးတင်တယ်ဘိုင်းပါနော်